အပိုင်း1134ရဲ့အဆောင်မှာတော့ကီဇာရုတရဘေဂါပန်ကိုလာတွေ့ခဲ့ပါရီသူကဘေဂါပန်ရဲ့ဂူမာရုရှိတဲ့ခန်းထဲကိုဝင်လာပြီးဒီနေရာကအတော်လေးအေးရာပဲလို့ပြောလိုက်ပါရီဒါကိုကြားတော့ဘေဂါပန်ကသူကလူသားစမ်းသပ်ချက်တွေလုပ်နေရလို့ပြောလိုက်ပြီးအခုလဲအိုင်ဒီယာအစ်တီကခေါင်းထဲမှာပြည်နေတော့မယ်လို့ပြောလိုက်ပါရီဒါကိုကြားတော့ကီဇာရုကဘေဂါပန်ကိုမင်းဒီတက်ခွဲကန်းအကြောင်းသိမ့်မသိပါဘူးလို့ပြောလိုက်ပါရီဒါကိုကြားတော့ဘေဂါပန်ကဘေဘီဝဲရာကိုကြည့်လိုက်ပြီးစောင့်ကြည့်ကင်မရာတွေရှိနေတာကိုသိသွားခဲ့ပါရီဒါကြောင့်သူကအသက်ပြင်းချက်ချလိုက်ပြီးကီဇာရုကိုဘာဖြစ်ချင်တာလဲလို့တည်းမေးလိုက်ပါရီ ဗီဇာရူကတော့ဘေကာပန့်ကိုပင်လယ်များတယောက်နဲ့တိတ်တိတ်လေးအပေးယူလုပ်နေတာကမဟုတ်သေးဘူးလေလို့ပြောလိုက်တော့ဘေကာပန့်က "तू ကလူသားတွေရဲ့ကောင်းကျိုးအတွက်လုပ်နေရလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်သူ့ကိုစေတန်ကဆက်သွယ်ခီယူကနေတဆင့်စကားပြောလာခဲ့ပါတယ်။စေတန်ကတကယ်လို့ကူမောကသာလူသားပြောင်းလဲရေးအတွက်သုံးမယ်ဆိုရင်ရေတက်အနေနဲ့ရှက်စရာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဘေကာပန့်ကသူ့တည်တနာမှာရှက်စရာမရှိဘူးလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့စေတန်ကကူမောကသာပုံသူစစ်သားတွေပွားလိုက်မယ်ဆိုရင်သူတို့အတွက်အရန်ကိုအဆင်ပြေသွားမှာဖြစ်ပေမယ့် ဂူမာကပင်လယ်ဓားဖြစ်နေတာကြောင့်အရင်ဆုံးအခြေအနေကိုပြောင်းလဲပြစ်ဖို့လို့ပြောလိုက်ပါတယ်။အဲဒီနောက်စေတန်ကဂူမာကိုဝါလော့တယောက်စစ်နယ်ရှင်ဖြစ်ဝင်မှုအတွက်ပြောလိုက်တယ်။ဒိမ့်မတာကင်ကအေးစတလိုက်တဲ့စစ်နယ်ရှင်ရဲ့နေရာကိုဂူမာကိုယူဖို့အတွက်ပြောလိုက်ပါတယ်။ဂူမာကသာစစ်နယ်ရှင်တယောက်ဆိုရင်ဒီပြဿနာကသူတို့အတွက်အဆင်ပြေသွားပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂူမာကဒေါ်လန်ရင်းအဖွဲ့တွေကိုဝင်ထားဖို့တဲ့အတွက်ဒါကအစိုးရအတွက်အရန်ကိုပြင်းထန်တဲ့အခြေအနေပဲလို့ပြောလိုက်ပါတယ်။အဲဒီနောက်စေတန်ဟာနောက်တစ်ချက်အနေနဲ့ဂူမာကိုအသည့်အာယုံတွေကိုပါဖျောက်ပြစ်ဖို့ပြောလိုက်ပါတယ်။ ါကကြတော့ကုမကလန့်သွားခဲ့တယ်လို့ဘဲကပန်းကလည်းလူတယောက်ရဲ့အတိအာယုံတွေကိုဖယ်ပြစ်လိုက်ရင်အဲ့ဒီလူကတည်သွားတဲ့လူနဲ့မချားမနာပဲတည်လူပဲလို့ပြောလိုက်ပြီးသူ့ကိုလူသက်ခိုင်းညာလာလို့မိလိုက်ပါရီအဲ့ဒီချိန်စီတန်ကတော့ဘဲကပန်းကိုဒီနေရာကမင်းပြန်ခံပြောနိုင်တဲ့နေရာမဟုတ်ဘူးမင်းကအစိုးရရဲ့သိပ္ပံပညာရှင်လို့သတိပေးလိုက်ပါရီဒါကကုမရဲ့သမီးကိုကဲတင်ပေးဖို့အတွက်သဘောတူညီချက်တစ်ခုပဲလို့ပြောလိုက်ပြီးအဲ့လိုမှမဟုတ်လို့ရှိရင်ဘဲကမှမသိတဲ့မိန်းကလေးတယောက်ကိုပတ်စံနေအများကြီးအကုန်ခံပြီးကုမပေးချင်ဘူးလို့ပြောလိုက်ပါရီဒါကကြတော့ကုမကလည်းလန့်သွားခဲ့ပါရီ တဖက်မှာတော့ဘိုနီလီကတခွဲခဲတဲ့မှာပြင်းနေချိန်ကောင်မလီတယောက်နဲ့တိုက်မိမလို့ဖြစ်သွားခဲ့ပါရီတဖက်ကကောင်မလီကတော့ဘိုနီပြင်းနေတာကအန်နီယံမကင်းမှုလို့ပြောလိုက်ပြီးသတိလန်းပေးလိုက်ပါရီတဖက်မှာတော့ဘဲဂါဘန်ကစေတန်ရဲ့စကားတွေကြောင့်စိတ်ညစ်နေပြီးသူ့ကိုလူသက်စေချင်နေရလားလို့ပြောနေကြတာပါအဲ့ဒီအချိန်ကူမာကတော့ဘဲဂါဘန်ကိုစေတန်ပြောတဲ့အတိုင်းလုပ်ပေးဖို့အတွက်ပြောလိုက်ပါရီသူကဘိုနီကိုကယ်လို့မရတော့ဘူးလို့ထင်နေတာလို့ပြောပြလိုက်ပြီးအခုလိုကယ်လို့ရတာကိုပဲအတော်လေးချိန်နဲ့နေခဲ့ပြီလို့ပြောလိုက်ပါရီဘဲဂါဘန်ကတော့ဒီအတွက်အတော်လေးကိုစိတ်မသက်မသာဖြစ်နေပြီး ကူမကတော့ဝမ်းသာလွန်းလို့မျက်ရည်တွေပါစီကျနေကြတာပါ။အားလုံးကလည်းဘိုနီကိုကယ်ပေးလို့ကျေးဇူးတင်နေကြပါလိမ့်။တဖက်မှာတော့ကောင်မလေးတယောက်ကဆန်တိုမာရီကိုစကားလာပြောနေပါလိမ့်။အဲဒီချိန်ဘိုနီကတော့ဆန်တိုမာရီရဲ့အောက်ကနေဝင်သွားနေကြပါလိမ့်။ခဏကြာမှတော့သူမကိုဆန်တိုမာရီကမြင်သွားပြီးနောက်ကလိုက်ဖမ်းမှာတော့လေ။တဖက်မှာတော့စေတန်ကဘေဂါပန့်ကိုကူတာဖို့အတွက်အချိန်မလောက်ကြာမှလေးလို့ပြီးတော့ဘေဂါပန့်ကဘိုနီရဲ့ယောဂအတွက်ကူတာဖို့အတွက်တနေ့ကြော်ကြော်လောက်ကြာပြီးကူမရဲ့ပြုပြင်ပြောင်းလဲမှုအတွက်တော့နှစ်နှစ်လောက်ကြာမယ်လို့ပြောလိုက်ပါလိမ့်။ဒါကိုကြတော့စေတန်ကလက်ခံလိုက်ပြီး သူတို့ကဘိုနီကိုကူပေးဖို့အတွက်သဘောတူလိုက်ပါတော့တယ်။ဒါကြောင့်ကူမာကကျေးဇူးတင်နေပြီးစေတန်ကတော့ဘိုနီကတစားကံမဲလို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ကူမာကခွဲစိတ်ကူတောက်မှုပြီးသွားရင်သူတို့စကားကိုနားထောင်တော့မှမဟုတ်ဘူးလို့ယူဆထားလို့ပါ။ဒါကြောင့်တော့ကူမာကသူ့အနေနဲ့ဂရီမဖြတ်ပါဘူးလို့ပြောလိုက်ပါတယ်။စေတန်ကတော့ဘိုနီကိုကူတာပြီးသွားတဲ့အချိန်ကျရင်သူ့ကိုကဘာဆိုးရွားကတာဝန်ယူဆောင်ရှောက်ပေးမယ်လို့ပြောလိုက်ပြီးကူမာတကယ်လို့အပြည့်အဝအသိစိတ်လွတ်သွားတဲ့အခါကျရင်တော့ဘိုနီကိုလွတ်လပ်ခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်။ ဒါကိုကြားတဲ့အခါဒေါက်တာဖေကပန့်ကဒါဆိုရင်ကူမနဲ့ဘိုနီကခွဲစိတ်ပြီးမတွေ့ရတော့ဘူးလားလို့ပြောလိုက်ပါရီစေတံကတော့ကူမကိုပြုပြင်ပြောင်းလဲနေတဲ့အချိန်မှာပင်လယ်ထဲကိုသွားပြီးပင်လယ်သမားတွေကိုနှိမ်နှင်းခိုင်းမယ်လို့ပြောပါရီတကယ်လို့ကူမကသာညင်းဆက်မယ်ဆိုရင်ဘိုနီကိုကျွန်းအဖြစ်တင်ပိုက်မယ်လို့ပြောချလိုက်ပါတော့တယ်ဒီစကားကကူမရဲ့အသေးကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ခံစားလိုက်ရပြီးသူကလန့်လဲလန့်သွားပါရီဒါကြောင့်ကူမကချက်ချင်းထားရလိုက်ပြီးသူ့ဘက်ကနေတောင်းဆိုတာတွေအကုန်လုံးကိုလိုက်ရောပေးမှမလို့ဘိုနီကိုသူမရဲ့ယောဂအကြောင်းနဲ့သူ့ရဲ့ပြုပြင်ပြောင်းလဲမှုတွေကိုအတိမပေးဘဲနေဖို့လှိမ့်ဝှက်ထားဖို့အတွက်ပြောပြီး သူမရဲ့အရင်နေရာဖြစ်တဲ့ဆိုဘတ်တိုင်းပြည်မှာပဲပြန်နေခိုင်းမှုအတွက် ပြောလိုက်ပါရီဂူမာကတော့ဘိုနီကိုအစိုးရလက်အောက်ခံပြည်စည်းတစ်ခုမှဖြစ်စေချင်ဘူးလို့ပြောလိုက်ပြီးဒီလိုသာလုပ်ပေးမယ်ဆိုရင်ဘိုနီကိုလုံးဝမတွေ့ပါဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့စေတန်ကသဘောတူလိုက်ပြီးဒါကစိတ်ဝင်စားစရာကောင်းတဲ့နှစ်နှစ်တာဖြစ်လာမှာပဲလို့ပြောလိုက်ပါရီအဲဒီနောက်မှာတော့ဂူမာကအပြင်ကိုထွက်လာပြီးသူကတပ်ပြင်းတစ်ခုကိုချပစ်လိုက်ပါရီအဲဒီအချိန်ဘိုနီကသူ့စီကိုပြေးလာခဲ့ပြီးကိုဘော့ကိုခုန်တက်လာပါရီတစ်ဖက်မှာဆန်တိုမာရူကလည်းပြေးလိုက်လာပါရီ ်ဂူမောကတော့ဘိုနီကိုဒီမှာ6လလောက်နေဖို့အတွက်ပြောလိုက်တော့ဘိုနီကအဖေနဲ့အတူလာလို့မေးလိုက်ပါရီဒါကြတော့ဂူမောကခေါင်းငိမ့်လိုက်ပြီးသူ့မလေးယောဂရှိနေတာကြောင့်အတူစင်စေးရမှာလို့ပြောလိုက်ပါရီဒါကြောင့်ဘိုနီကဝမ်းသာနေပြီးသူကဆန်တိုမာရီကိုစကားပြောနေခဲ့ပါရီဒါပေမဲ့ဘိုနီကသူ့ကိုဒီကောင်လို့သုံးလိုက်တာကြောင့်ဆန်တိုမာရီကစိတ်တူနေချင်းဂူမောကတော့သူ့ရဲ့လက်ပေါက်ကတဲ့သမီလေးကိုကြည့်ပေးဖို့အတွက်ပြောလိုက်ပါရီဒါကြတော့ဆန်တိုမာရီကလည်းလက်ခံလိုက်ပြီးသူကအနောက်ကထွက်လာတဲ့ဂီဇာရူကိုမြင်တော့လှမ်းပြီးနှုတ်ဆက်လိုက်ပါရီဒါပေမဲ့ဂီဇာရူကတော့တစ်ဖက်ကိုထွက်သွားခဲ့ပါရီ အဲဒီနောက်မှာတော့စမ်းသပ်မှုတွေစတင်ခဲ့ပြီးကုမာရောဘုံနီကပါကုသမှုတွေကိုခံယူပါတော့တယ်။တရမှာတော့ဘုံနီကကုသမှုခံယူပြီးသူမကစန်တိုမာရုကိုအတူတူကစားပေးဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့စန်တိုမာရုကညင်လိုက်တာကြောင့်ဘုံနီတယောက်နှက်ခမ်းလေးစုနေခဲ့တာပါ။ဒီလိုနဲ့ပဲမတက်တာတော့တဲ့အဆုံးမှာတော့စန်တိုမာရုတယောက်ဘုံနီနဲ့အတူဆော့ပေးဖို့သဘောတူလိုက်ရပါတယ်။ခဏကြာမှတော့ကုမာကလည်းအပြင်ကိုထွက်လာပါတယ်။အဲဒီချိန်စန်တိုမာရုကိုမြင်းလုပြီးတော့စီးနေတယ်။ဘုံနီကြောင့်မျက်လုံးပြူသွားပါတယ်။စန်တိုမာရုကတော့ကုမာကိုခမည်းရဲ့သမီးကတကယ်ကိုအားနာမှုမရှိတာပဲလို့ပြောလိုက်ချင်း ဘုန်ဒီကတော့ကူမကိုသူမရဲ့မြင်းကမိုက်တယ်မလားလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကူမကတမီးဖြစ်သူကိုမရမကမလုပ်ဖို့အတွက်ကပြောနေခဲ့တာပါ။လိုက်လေလိုက်တဲ့တာဖာနီယာကြောင့်ဆန်ဒူမာရုကပြောစရာစကားမင်းနေခဲ့ပါတယ်။ဒီလိုနဲ့နောက်6လလောက်အကြာကိုရောက်တဲ့အခါမှာတော့ဘုန်ဒီရဲ့ယောဂါကိုဘဲကဘန်းကတေးချလေးကြည့်လိုက်ပါတယ်။ပြီးတော့သူကဒါကရလက်ကောင်းမယ်လို့ပြောလိုက်ပြီးနောက်တနေ့လောက်နေရင်ရပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ကူမကအရန်ကိုဝမ်းသာနေပြီးဘဲကဘန်းကိုလည်းကျေးဇူးတင်နေခဲ့တာပါ။ နောက်ရမှာတော့ဘိုနီကရှောက်သွားနေခဲ့ပြီးသူကမှုရတဲ့အနှံ့ကိုရတဲ့အတွက်အဲ့ဒီအနှံ့နောက်ကိုလိုက်သွားခဲ့ပါတယ်။အထဲမှာတော့ဂူမာရုကစားစရာတွေကိုပြင်ဆင်နေပြီးဂူမာကတော့ဘိုနီကိုမြင်တဲ့အခါအခုပဲလာခေါ်တော့မလို့လို့ပြောလိုက်ပါတယ်။ဆန်တိုမာရုကတော့ဘိုနီကိုသူတို့နဲ့တူတူလာစားဖို့အတွက်ပြောလိုက်တော့ဘိုနီကလည်းအရန်ကိုဝမ်းသာသွားပြီးအားရပါရစားပြစ်လိုက်ပါတယ်။အဲ့ဒီနောက်ဘိုနီကအစားစားနေရင်ထားကနေပါတယ်။အဲ့ဒီနောက်သူမကအားလုံးကိုနီကာရဲ့အကကိုကားဖို့အတွက်ပြောလိုက်ပါတော့တယ်။ ဒါကြောင့်မလို့အားလုံးကလည်းပဲသူနဲ့အတူတူလိုက်ကပေးခဲ့ပြီးဆန်တိုမာရုကလည်းမကကြင်မိမဲ့ဂီဇာရုကသူ့ကိုအကျိတ်နဲ့ချင်းချောင်းနေတာမလို့ထကနေခဲ့ရပါတော့တယ်။နောက်ရမှာတော့ဂူမာကသမီးဖြစ်သူကိုခေါ်ပြီးပင်လယ်ထဲကိုရွတ်လွင့်ဆိုဘတ်တိုင်းမြေကိုပြန်လာခဲ့ပါတယ်။တစ်တာတွေကလိုက်လာရတဲ့ဘုံဒီကတော့ဂူမာကိုပင်လယ်ကြီးကအကျယ်ကြီးလာလို့မိလိုက်ပြီးကြည့်ကျင်တယ်လို့ပြောတော့ဂူမာကတိတ်မကြခင်မင်းလည်းမြင်ရတော့မှာပါလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂူမာကဘိုနီကိုဖခင်အကြောင်းကိုပြန်ခေါ်လာပြီးဒီမောက်ကိုအားလုံးကလည်းကြိုဆိုခဲ့ကြပါသည် ဒါပြင်ယောဂကလည်းပြန်ကောင်းလာတာကြောင့်အကုန်လုံးကလည်းပဲဝမ်းသာနေပြီးဗျမကော်နီကတော့ကူမကိုဘိုနီကိုသူတို့စောင်းရှောက်ထားပြီးမယ်လို့ပြောလိုက်ပါရီဒါကိုကြတော့ဘိုနီကလည်းခြေနဲ့နေချင်းကဘာဆိုရဘက်ကနေဘိုနီကိုစောင်းရှောက်ဖို့အတွက်လှုပ်လှုပ်ပေးလိုက်ပါရီသူမကဘိုနီကိုစောင်းရှောက်ပေးမယ်လို့ပြောလိုက်ပြင်မယ်ဘိုနီကတော့အမျိုးသမီးကိုလန့်နေခဲ့ပါရီအဲ့ဒီနောက်အမျိုးသမီးကကူမကိုလည်းချင်းချောက်တယ်လို့ကြည်နေတာကြောင့်ကူမကကောင်းငိန်ပြီးသူ့အနေနဲ့တနည်းလောက်ပင်လယ်ထဲကိုထွက်ရမယ်လို့ပြောလိုက်ကဘိုနီကိုကောင်းကောင်းနေဖို့အတွက်ပြောလိုက်ပါရီ အဲဒီနောက်မှာတော့ကုမောက်ကဘုံနီကိုနောက်ဆုံးအနေနဲ့တစ်ချိန်နှုတ်ဆက်လိုက်ပြီးထွက်ခွာသွားခဲ့ပါတော့တယ်။အပြင်ကိုရောက်တဲ့အခါမှာတော့ကုမောက်တယောက်ဝမ်းနည်းစွာနဲ့ငိုချပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ကုမောက်ကဝါလော့ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးပင်လယ်ဓားတွေကိုတုံလုံးစေခဲ့ပါတယ်။ဒီတရင်ကိုကြတော့ဒိုဖလမင်ကိုကလည်းအံ့ဩနေပါတယ်။တစ်ဖက်မှာရော်ဘင်ကလည်းပဲခရကိုတိုင်းကိုဒီကိစ္စအသိပေးလိုက်ပေမဲ့ခရကိုတိုင်းကတော့သိပြီးစိတ်မဝင်စားနေခဲ့ပါဘူး။အဲ့နောက်မှာတော့ဟန်ကော့ကလည်းဒါကိုတီးသွားခဲ့ပြီးသူမကဂယူတာမဆိုင်ဖြစ်နေခဲ့ပါလေ။တစ်ဖက်မှာလည်းအေးစ်ကဒါကိုတီးသွားကအော် အစားထိုးဖို့လူရသွားပြီပဲလို့ပြောလိုက်ပါတယ်။ဂျမီကတော့ Ace ကိုဒါကမင်းကြောင့်ပဲလို့ပြောလိုက်ပြီးစိတ်ပေါက်နေခဲ့တာပါ။ Ace ကတော့သဘောကျနေပြီးအခုဝါလော့အစ်တရဲ့မျက်နှာကိုကြိုက်လာလို့မီးတော့ဂျမီကကြည့်နေရလို့ပြောလိုက်ပါတယ်။အဲဒီချိန် Dragon ကလည်းဒီတရင်ကိုကြားတဲ့အခါတွေးဝေနေပြီးစာဘူတို့ကလည်းဒါကမဖြစ်နိုင်ပါဘူးဆိုပြီးပြောဆိုနေခဲ့တာပါ။ဘာလို့လဲဆိုတော့ကူမကအစိုးရကိုအယံမုန်းနေဆိုတာကိုသူတို့အားလုံးကသိထားလို့ပါအဲဒီအချိန်ကူမကတော့ပင်လယ်ဓားတွေကိုနှိမ်နေနေပြီးတမိဖြစ်သူကိုစာထည့်နေခဲ့ပါတယ် ူကဘုန်းကြီးကိုအရန်လွမ်းနေကြောင်းစာရေးခဲ့ပြီးသူကစာပုံးငှက်ကိုအကူအညီတောင်းကစာဖို့ပို့ပေးခဲ့တာပါအဲ့ဒီနောက်ပိုင်းမှာတော့အစိုးရကကူမကိုတာဝန်နေပေးခဲ့ပြီးတရမှာတော့ကူမကလူဖီရိုရဲ့မွေးရည်မြေဖြစ်တဲ့ East Blue ကိုရောက်သွားခဲ့ကဇလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါလိမ့်